အားလုံးပဲမင်္ဂလာပါမျိုးပါ lesson 20တင်ကန်းစာ20ရဲ့ grammar pattern လေးရဲ့အဆက်ကလေးဖြစ်တယ်နော်ဆိုတော့နံပါတ်၄လေးမှာကကြတော့တကယ် plain style လေးတွေရဲ့ပြောင်းပုံပြောင်းနည်းလေးတွေကိုလေ့လာမှာဖြစ်ပါတယ်ဒါဆိုရင် polite style လေးနဲ့ plain style လေးနဲ့ပြောင်းပုံပြောင်းနည်းလေးတွေကဘယ်လိုပြောင်းမလဲဆိုတော့တို့တွေရင်တော့သိခဲ့တဲ့ mask care ရှိခဲ့တယ်နော် mask care တို့ time care တို့ nine care တို့သဲတပြီးလို့ရှိရင်ဘာရှိခဲ့သေးလဲ g shock care စသဖြင့်တို့တွေလေ့လာခဲ့ရယ်နော် ဆိုတော့အဲ့ဒါတွေအကုန်လုံးကဒီ plain form ပြောင်းနေမှာပြန်ပြီးတော့ပါဝင်မှာဖြစ်ပါတယ်ဆိုတော့ mask k က polite way လေးဖြစ်ပြီးတော့မှအဲ့ mask k ကို dictionary form ပြောင်းလိုက်ရင်သူက plain style နဲ့ဖြစ်သွားတယ်ပေါ့နော်ဥပမာထားဘဲမစားသည်ဆိုရင်ထားဘဲရုစားသည် normal mask တောက်သည် normal တောက်သည်နော် she mask ပြုလုပ်သည်စုရုပြုလုပ်သည်ဒါဆိုလို့ရှိရင် mask k ရဲ့ plain type လေးက dictionary form လေးဖြစ်ပါတယ်ဒါဆိုရင်အငင်းဖြစ်တဲ့ mask ပေါ့နော်သူရဲ့ plain တိုက်လေးက9ဖောင်ဖြစ်ပါတယ်เนาะဥပမာဒါဘဲမဆန်မစားဘူးဒါဘဲနိုင်မစားဘူးနော်မီမဆန်မတောက်ဘူးနော်မနိုင်မတောက်ဘူးရှီမဆန်မပြုတ်လို့ဘူးရှီနိုင်မပြုတ်လို့ဘူးနောက်ပြီးတော့ past tense လေးအတိတ်ကာလကိုပြတာဆိုရင်တို့တွေ must care you အတိတ်ကာလပြတော့မှာ must တားလေးနဲ့သုံးခဲ့တယ်เนาะအဲ့ဒါကို plain တိုက်မှာအတိတ်ကာလပြချင်လို့ရှိရင် ta ဖောင်လေးသုံးပါတယ်ဆိုတော့ဒါဘဲမဆန်စားခဲ့ပါသည်ဒါဘဲတစားခဲ့ပါသည် နော်မီမတ်တာတောက်ခဲ့ပါသည်နွန်တာတောက်ခဲ့ပါသည်ရှီမတ်တာပြုလုပ်ခဲ့ပါသည် ရှီတာပြုလုပ်ခဲ့ပါသည်အဲ့လိုမျိုးလေးတွေပြောင်းသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အငင်းကိုဖတ်စတန်ကိုပါတဲ့မဆန်ဒေရှတာလေးတွေဆိုရင်ဘယ်လိုပြောင်းမလဲနခတာလို့ပြောင်းမယ်ဆိုတော့ထားပဲမဆန်ဒေရှတာမစားခဲ့ပါဘူးထားပဲနခတာမစားခဲ့ပါဘူးနော်မီမဆန်ဒေရှတာမတောက်ခဲ့ပါဘူးနော်မနခတာမတောက်ခဲ့ပါဘူး ရှိမဆန်တဲ့ရှာမပြုတ်လုခဲ့ပါဘူးရှင်နာခတ်တမပြုတ်လုခဲ့ပါဘူးเนาะဒါဆိုရင်နာခတ်တလေးကဘယ်လိုမှတ်ရမလဲဆိုတော့ဒီအငင်းဖြစ်တဲ့9ဖောင်လေးကိုမနာလေးတစ်လုံးယူတယ်ပြီးရင်ဒီဤနေရာမှာဤကိုဖြုတ်ဤရဲ့ first step ဖြစ်တဲ့ခတ်တလေးပေါင်းတလို့မျိုးပေါ့เนาะဤအချီတုံးက first step ပြောင်းတဲ့ပုံစံမျိုးလေးเนาะမှတ်မိလားတော့မသိဘူးဆိုတော့ဒါဆိုလို့ရှိရင်ဒီဟာလေးကအဓိက basic ကြားတဲ့ဟာလေးပေါ့เนาะဒါလေးကိုတစ်ချက်လောက်မှတ်ရမယ်ပြီးရင်သိထားရမှာကတို့ဒီတစ်ခေါက်လည်းသင်ခဲ့ဘူးတယ်เนาะအာရီမဆန် မလုတ်ပါဘူးဆိုတဲ့ဟာရဲ့ plain type လေးက9တလုံးနဲ့ဖြစ်တယ်เนาะဆိုတော့ဒီကဒုတိယအကြောင်းလေးနဲ့အတူတူပဲပေါ့เนาะမာဆန်းဆိုရင်9ဖောင်ပြောင်းတာဆိုတော့9ဖောင်အာဒီမာဆန်းရဲ့9ဖောင်ကိုက9တလုံးနဲ့ဖြစ်တယ်เนาะအဲ့ဒါကိုမှားပြီးတော့မှအာဒ9နေပါမရေးမိဘူးပေါ့เนาะဆိုတော့အာဒီမာဆန်းဆိုရင်9အာဒီမာဆန်းကို pasta လေးသုံးမယ်ဆိုရင်အာဒီမာဆန်း dash တာဆိုလို့ရှိရင် nakata เนาะဒီ nakata လေးတလုံးနဲ့ထည့်လိုက်ရပြီတော်ကြရင်ကြရင်မှားပြီးတော့မှအာဒ9 nakata တွေပါဖြစ်နေမယ်เนาะဆိုတော့ ာဒီမဆန်ဒက်တာရဲ့ plain text လေးရအနာခတ်တာလေးဖြစ်တယ်နော်။အဲဒါဆိုရင်တို့တွေ practice စကားလုံးလေးတူတူလုပ်ကြည့်အောင်နော်။ကဲဒီမှာဆိုလို့ရှိရင် khaki mask ရေးသည်။ဒါဆိုရင် mask k ဖြစ်တဲ့အတွက်သူ့ကို plain text ပြောင်း dictionary form ပြောင်းအောင်မယ်။ခခု khaki mask nine form ပြောင်းမယ်။ khaka nine khaki mashita kaita khaki masan deshita kakana katta ဒါဆိုရင်ဒီဘက်ကဟာလေးက plain text လေးပေါ့နော်။ ဒီဘက်ကဟာလေးက polite style လေးပေါ့ဒီဘက်ကဟာလေးက plain style လေးပေါ့ရမလားဒါဆိုလို့ရှိရင် table mask เนาะခုနကတော့ example ပေးခဲ့တဲ့ table mask လေးကိုလည်းတစ်ချက်လောက်လေ့ကျင့်ကြည့်ရအောင် table mask plain type ပြောင်းမယ် table roof table mask plain type ပြောင်းမယ် table knife table master plain type ဆိုရင် table ta table mask dish ta table nakata ရမလား Okay, နောက်ထပ်စကားလုံးလေးတစ်လုံးလေ့လာကြည့်ရအောင်. She must. She must plain type ပြောင်းမယ်. Suru. She mustn't. She nine. しました。した。しませんでした。しなかった。やめの。だそれ、あがちゃんれをじじやあ。あります。ありますでをプレインタイプ変えやあ。ある。ありません。ない。ありました。 အတ္တありませんでしたなかったဒါဆိုရင် verb လေးတွေလေ့လာတာနားလည်ပြီးထင်တယ်เนาะဒါဆိုရင်ကိုတိတဲ့ verb လေးတွေကိုချရေးပြီးတော့မှသူတို့ရဲ့ plain type လေးကိုတစ်ချက်လောက်လေ့ကျင့်လို့ရရယ်เนาะဒါဆိုရင်ဆက်ပြီးတော့လေ့လာရအောင်ဒါက verb လေးတွေကို plain type ပြောင်းတာเนาะဒါဆိုရင် e adjective တို့ noun adjective တို့ noun လေးတို့ကိုလည်း plain type ပြောင်းတဲ့ပုံစံကိုလေ့လာကြမယ် ဆိုတော့ EAG တိဆိုရင်သူကအမြဲတမ်းတိုင်းဖောင်လေးကိုပါထက်ထည့်ပြီးတော့သုံးတယ်ဘာဖြစ်လို့လဲဆိုတော့သူကတိုင်းဆိုရဲစကားလုံးလေးနောက်မှာ E လေးနဲ့ဆုံးတာဖြစ်တဲ့အတွက်တိုင်းဖောင်နဲ့ EAG တိကပတ်တန်အတူတူပဲဖြစ်ပါတယ်နော်ဆို EAG တိလေးဆိုရင်ပိုလိုက်ဖောင်မှာတော့က EAG တိ dash လေးပါတယ်အဲ့ဒါကိုတို့တွေက အမြဲတမ်း dash လေးဖြုတ်ပြီးလိုက်တာနဲ့ plain type လေးဖြစ်သွားပြီဥပမာ Oki dash G သည် Oki G သည် so e edit လေးကိုအငင်းပုံစံရှိတယ်အဲ့ဒီတော့ဆိုလို့ရှိရင်လည်း e ကိုဖြုတ်ခု9 dash ဆိုပြီးထည့်ခဲ့တယ် သူ့ကို plain type ပြောင်းချင်ရင်ခုနလိုပဲ that's လေးဖြုတ်လိုက်ရအောင်မယ် eag တဲ့ခုနိုင်ပဲเนาะဥပမာ o k ခုနိုင် that's o k ခုနိုင်အလိုမျိုးလေးပေါ့နောက်တစ်ခု time found တို့မို့ eag တဲ့ကို past tense လေးသုံးတော့က e ကိုဖြုတ်ခတ်တာ that's လေးထည့်ခဲ့ကြရတယ်ဆိုဒီမှာ plain type ဆိုတော့ that's လေးဖြောက်ရုံပဲเนาะ okay kata das ကြီးခဲ့ပါသည် okay kata ကြီးခဲ့တယ်အဲ့လိုမျိုးလေးပေါ့เนาะနောက်တစ်ခု khuna kata das ဒါကဖတ်စတန်ကိုအညင်ရောဥမာအိုကီခူနာခတာဒတ်မကြီးခဲ့ပါဘူးဒါဆိုရင်သူ့ကိုလည်း dash လေးဖြုတ်ပေးလိုက်အောင်ပဲအိုကီခူနာခတာဆိုတော့ဒီ time found နဲ့ adjective လေးတွေမှာကအဓိကက dash လေးကိုဖြုတ်ပေးလိုက်တာ ਨੇ ပုံလိုက်ကနေ plain found ပြောင်းတာဖြစ်သွားပြီပေါ့နော်ဆိုတော့ဒီပြောင်းတဲ့ပုံစံလေးကတော့တို့တွေအရင်အရင်တော့သင်ခဲ့တဲ့ pattern လေးတွေပဲเนาะဒါအခုပြန်နှွှေးနေတာဆိုတော့နည်းနည်းလေးတော့ရှုပ်နေလိမ့်မယ်ဒါပေမဲ့ practice စကားလုံးလေးနဲ့လေ့လာရအောင်လေ့ကျင့်ကြည့်ရအောင်เนาะတာကိုက် မြင့်တော့သုံးမှုစည်းကြည့်တော့ဒါဆိုရင်တကိုင်းသတ်မြင့်ပါသည်စည်းကြည့်ပါသည်ပလိန်တိုက်ပြောင်းမယ်သတ်လေးကိုဖြုတ်တကိုင်းမြင့်သည်စည်းကြည့်သည်ဒါဆိုရင်နိုင်ဖောင်လေးမှာဆိုရင်တကခုနိုင်သတ်မမြင့်ပါဘူးစည်းမကြည့်ပါဘူးဒါဆိုရင်သတ်လေးဖြုတ်လိုက်ရမယ်နော်တကခုနိုင်ဒါအငင်းလေးနော်နောက်တစ်ခုကတကခတ်သတ်မြင့်ခဲ့ပါသည်စည်းကြည့်ခဲ့ပါသည်သတ်လေးဖြုတ်ပေးရုံပဲတကခတ်သတ် ဒါကခုနခတ်တာသမစိမကြီးခဲ့ပါဘူးသို့မဟုတ်မမြင်ခဲ့ပါဘူးပေါ့နော်ဒါဆိုနဲ့ das လေးဖြုတ်ပေးလိုက်အောင်မယ်ဒါကခုနခတ်တာသရမလားဒါဆို eh delay ကဒီလိုလေးပေါ့နော်ဒါဆိုရင်တို့ရေ time found လေးကိုတစ်ချက်လောက် exam မှာရေးကြည့်အောင်နော်ဒီမှာတော့မရေးထားမိဘူးဒါပေမဲ့အခုတခါလေးရေးလိုက်မယ်ဥပမာ time found လေးကိုရေးကြည့်မယ်ဆိုရှင်ဥပမာထားပဲ time ပေါ့နော်စားချင်တော့ဒါဆိုရင် तू က time found လေးလည်းဖြစ်တယ်လို့ eh delay ရဲ့ pattern လေးနဲ့လည်းဝင်တယ်နော်ထားပဲ time thus ဒါဆိုရင်သူ့ကို plain တိုင်းလေးပြောင်းမယ်ဆိုရင်ထာဘဲတိုင်းထာဘဲတာခုနိုင်ဒက်စ်မစားချင်ဘူးသူ့ကို plain တိုင်းလေးပြောင်းမယ်ထာဘဲတာခုနိုင်ဒါဆို past tense လေးပြောမယ်ထာဘဲဒါဘဲတာခတ်တာဒက်စ်ဒါဆိုရင်စားချင်ခဲ့ပါတယ်သူ့ကို plain တိုင်းပြောင်းမယ် that's လေးဖြုံမယ်ဒါဘဲတာခတ်တာဒါဆိုရင်မစားချင်ခဲ့ပါဘူးလို့ပြောချင်ရင်ထာဘဲတာခုနခတ်တာဒက်စ်ဆိုရင်သူ့ရဲ့ plain တိုင်းလေးကထာဘဲတာခုနခတ်တာ နော်ဒါဆိုရင်တိုင်းဖောင်လေးနဲ့ EHD လေးကအဲ့လိုပုံစံတူတာဖြစ်တယ်နော် Okay ဒါဆိုရင် EHD လေးကိုနားလည်သွားပြီထင်တယ်နော်ဆိုတော့ EHD လေးတွေက that's လေးကိုဖြုတ်ပြလိုက်ရင်ရပြီဒါဆိုရင် noun သို့မဟုတ် not EHD လေးတွေဆိုရင်ရောဘယ်လိုလုပ်မလဲဆိုတော့ not EHD တော့သို့မဟုတ် noun လေးတွေမှာ that's ကိုဖြုတ်ပြီးမှ dot ကိုထည့်ပြရမယ်ဥပမာအမေဒတ်ဆိုလို့ရှိရင်မိုးရွာပါတယ်ဒါဆိုရင်အမေဒတ်မိုးပဲမိုးရွာတယ်အဲ့လိုမျိုးပေါ့နော် နောက်တစ်ခု kidey das ကနေပြီးတော့ kidey da ဖြစ်သွားမယ်เนาะ plain die ကโอเคသူဆိုလို့ရှိရင်လည်းအငင်းလေးရှိတယ်အငင်းကိုမှတ်မိလားမသိဘူးเนาะ not adjective ဆိုရင် not adjective ja arimasan သို့မဟုတ် not adjective dewa arimasan เนาะ so lesson 1 2တော့သင်ခဲ့တဲ့ဟာလေးเนาะ so noun ဆိုရင်လည်း noun ja arimasan သို့မဟုတ် noun dewa arimasan အငင်းလေးတွေဖြစ်တယ်เนาะအဲ့ဒါဆိုလို့ရှိရင်လည်းသူကဒီဘက်မှာ ja arimasan ကနေဒီ arimasan လေးကို plain type ပြောင်းတဲ့ပုံစံမျိုးလေး9ဖြစ်သွားတယ် ja 9သို့မဟုတ် dewa 9 ခုန example အတိုင်းဆိုရင်အမေ thus ကနေအမေချအာရီမာဆန်သို့မဟုတ်အမေသေးဝအာရီမာဆန်ဆိုရင်အမေချနိုင်အမေသေးဝနိုင်က သူရဲ့ plain type လေးဖြစ်ပါတယ် so past tense လေးဆိုလို့ရှိရင် now dash da သို့မဟုတ် na adjective dash da လေးနဲ့သုံးခဲ့တယ်ဒီခေါက် plain type မှာ dash da နေရာမှာ dat da လေးထည့်မယ်เนาะဒီ da ကိုမှနောက်ကချီ size da လေးထည့်မယ် dat da က past tense ဖြစ်ပါတယ်เนาะဥပမာအမေ dash da အမေ dat da ခိရေဒေသခိရေဒတ်တာဒါဆိုရင် plain type လေးဖြစ်သွားရင်နော်နောက်တစ်ခုဒါက past tense ကိုအညင်ရောနော်ဂျာအာရီမဆန်သေတာသို့မဟုတ်ဒေဝါအာရီမဆန်သေတာဆိုရင်ဂျာနာခတာသို့မဟုတ်ဒေဝါနာခတာပေါ့နော်ဒီဂျာနိုင်ဒီအကြောင်းလေးကိုမှ9လေးကိုခုနလိုပဲနာလေးကိုယူပြီး e ကနေခတာပြောင်းရတဲ့ပုံစံလေးပေါ့ဒါဆိုရင်အမေဂျာအာရီမဆန်သေတာဆိုရင်ခိရေဂျာအာရီမဆန်သေတာဆိုရင်ခိရေဂျာနာခတာ အဲ့လိုမျိုးလေးပေါ့နော်ဒါဆိုရင်ဒီဟာလေးတွေက polite style ကနေ plain style ကိုပြောင်းတဲ့စီမြင်လေးတွေပေါ့နော် rules လေးဖြစ်ပါတယ်ဆိုတော့ခုနကတော့တပြတ်နာဖြစ်တဲ့ဒီ verb လေးရဲ့ဒီအစိမ်းလေးနဲ့ပိုင်းအောင်လေးကိုကြည့်ရမယ်ပြီးလို့ရှိရင်ဒီဘက်ကအပြိုင်အောင်လေးနဲ့အစိမ်းအောင်လေးကြည့်ရမယ်အားလုံးလေးခွက်ကိုတခြားလေးမှန်ရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီနေ့ရဲ့ plain type ပုံစံပြောင်းတာလေးကတလောက်ပဲဖြစ်ပါတယ်เนาะဆိုတော့သင်ခန်းစာအစအဆုံး lesson 20ရဲ့ ခရမပတန်လေးစုစုပေါင်း၄ခုကိုသင်ခဲ့ပါဗါးပိုလိုက်ဖောင်လေးနဲ့ plain ဖောင်လေးတွေပိုလိုက် style လေးနဲ့ plain style လေးတွေဘလို့ကွာချလဲပြီးပိုလိုက်နဲ့ plain style လေးတွေကိုဘလို့ညမျိုးမှာသိချာသုံးရမလဲပြီးလို့ရှိရင် plain style ရဲ့စကားပြောလေးတွေမှာအချက်၅ချက်သတိထားပြီးတော့မှလေ့လာခဲ့တယ်ပြီးလို့ရှိရင်နောက်ဆုံးမှာတကယ့် plain style ကို plain form ကိုဘယ်လိုပြောင်းရလဲဆိုတာလေးကိုလေ့လာခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့ဒီသင်ခန်းစာလေးကိုလေ့လာရတာအလုံးပဲအဆင်ပြေပြီးတော့မှနားလည်လွယ်ကူလိမ့်မယ်လို့ထင်ပါတယ်။နောက်ထပ်နောက်ထပ်သင်ခန်းစာတွေမှာလည်းအတူတူပြန်တွေ့ကြအောင်မယ်နော်။ それではまた次の動画で会いましょう。バイバイ。